မိမိရဲ့အချစ်ဦးရုပ်ရှင်ဇာတ်ကားရုပ်မတင်ခင်မှာပဲအကယ်ဒမီရမယ်လို့သတင်းတွေထွက်နေတဲ့တဲစုမြင့်တာမန်အားဖြင့်ဆိုရင်တရုတ်ဆောင်တယောက်အကယ်ဒမီစုရတဲ့နယ်မရတဲ့ဘူးအကယ်ဒမီစုအတွက်အေးပန်းစားနေရဆိုတာက ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးပြီးစီးလို့ယုံတင်ပြသပြီးမှသာပရိသတ်တွေကအကဲဖြတ်ကြတာပါဒါပေမဲ့လည်းအဲ့လောက်မဲ့တဲစုမြင့်ကတော့ထူးထူးခြားခြားလို့ဆိုနိုင်ပါတယ် ာဖြစ်လို့လဲဆိုတော့အလှမဲတဲစုငိမ့်ဟာရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးစဲတန်းလန်းပါတဲ့အကယ်ဒမီစုအတွက်ခံမှန်းချင်းခံနေရပါပြီ။အားလုံးသိကြတဲ့အတိုင်း Migrant International နဲ့အလှမဲပြိုင်ပွဲနဲ့လူသိများလာတဲ့အလှမဲတဲစုငိမ့်ဟာ NGI ပြိုင်ပွဲပြီးတဲ့နောက်ကြောင်ညာရီဇက်တိုက်လက်ခံရိုက်ကူးခဲ့ရသလိုအခုချိန်မှာရုပ်ရှင်လောကရဲကိုခြေစုံပစ်ပြီးတော့ဝင်ရောက်နေပြီဖြစ်ပါတယ်။ အခုဆိုရင်အလှမဲတဲစုငိမ့်ဟာရုပ်ရှင်စကားတွေတကားပြီးတကားကိုဇက်တိုက်ရိုက်ကူးနေရတာပါတခြားသောရုပ်ရှင်မင်းသမီးတွေဆိုရင်တစ်နှစ်လုံးနေလို့ရုပ်ရှင်စကား၃ကား၄ကားလောက်သာရိုက်ကူးပေမဲ့လဲတဲစုငိမ့်ကတော့တစ်နေ့ကိုရုပ်ရှင်စကား25ပါးအထိရိုက်ကူးဖို့ပြင်ဆင်နေတယ်လို့သိထားပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ199ဖို့ရုပ်ရှင်စကားရိုက်ကူးခဲ့တဲ့တဲစုငိမ့်ဟာအခုချိန်မှာတော့မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသမီးတစ်လက်ဖြစ်တဲ့မီမီကိုကိုနဲ့အတူ မိမိရဲ့အချစ်ဦးရုပ်ရှင်စကားကြီးကိုရိုက်ကူးနေပါတယ်။ဒါအပြင်နမဲကြီးဝိထုရေးဆရာတိုးဆောင်ရဲ့အကျဉ်သူဒီဝိထုအတွက်ရုပ်ရှင်စကားကြီးမှာလဲခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ဖို့ရှိနေတာဖြစ်ပြီးအကတည်နေတာဖြစ်ပါတယ်။အခုလောလောဆယ်မှာတဲစုငင်းအကယ်ဒမီဆူရမယ်လို့ရေပန်းစားနေတာကတော့ နမည်ကြီးတရုတ်ဆောင်မင်းသမီးမီမီကိုကိုနဲ့အတူတူတရုတ်ဆောင်ထားတဲ့မီမီရဲ့အချစ်ဦးရုပ်ရှင်စကားကြီးဖြစ်ပါတယ်။တပင်တယ်မြနှင်းစီရုပ်ရှင်စကားကိုရိုက်ကူးတဲ့နမည်ကြီးဒရိုက်တာမင်းဆက်ရိုက်ကူးထားတဲ့အဆိုပါရုပ်ရှင်စကားမှာတော့တဲစုငိမ့်ဟာမီမီကိုကိုရဲ့သမီးရုပ်ရှင်တရုတ်ဆောင်တဲတဲဇလန်းဖြူကာရိုက်တာကိုတရုတ်ဆောင်ထားတာဖြစ်ပါတယ်။အင်တာနက်ပေါ်ကို ပြန့်နှံ့လာတဲ့မီမီရဲ့အချစ်ဦးရုပ်ရှင်စကားတွေကဇဝင်ခန်းတချို့မှာတဲစုငိမ့်ရဲ့တရုတ်ဆောင်ချက်တွေက ဝါရီမင်းသမီးတယောက်တို့ပြပြင်းလွန်းလာကြောင်းပရိသတ်တွေကတော့တဲစုငိမ့်ဟာမေမေရဲ့အချစ်ဦးရုပ်ရှင်ဇာတ်ကားနဲ့အတူ နောက်နှစ်တွေမှာအကယ်ဒမီစုကျင်းပရမယ်လို့ခန့်မှန်းကြ။အင်းခံထားရပါတယ်။တဲစုငိမ့်ကတော့သူမအကောင်းဆုံးတရုပ်ဆောင်နိုင်တာကမိမိကိုကိုကတွဲခေါ်ပေးလို့ဖြစ်ကြောင်းရှင်းပြထားပါတယ်။ပြည့်နှံ့လာတဲ့မေမေရဲ့အချစ်ဦးရုပ်ရှင်ဇာတ်ကားတွေကဇဝင်ကန်းတစ်ခုကြောင့်ပရိသတ်တွေကတော့ တဲစုငင်းဟာအကယ်ဒမီစုရနိုင်တယ်လို့ခံမှန်းမှုတွေရှိတယ်လို့ပဲတချို့ကလည်းတဲစုငင်းကအမေအဖြစ်တရုတ်ဆောင်တဲ့မိမိကိုကိုထပ်ယုံရင်နေတယ်လို့လည်းဝေဖန်မှုတွေရှိနေပါတယ် အထူးသဖြင့်တော့အဆိုပါဇဝင်ကမ်းမှာမိမိကိုကိုကဝိုင်းရင်တရုတ်ဆောင်တူဦးပီပီတွက်လက်နေပေမဲ့တဲစုငိမ့်ကတော့မိကက်အဖွေးသားနဲ့ရုပ်ရည်နေတယ်ဆိုပြီးပြောကြတာပါဒါကြောင့်လဲအမေနဲ့တမီးနေရာလွဲနေတယ်ဆိုပြီးပြောကြတာတွေရှိပါတယ်တဲစုငိမ့်ကတော့ဇလန်းတဘောအရာရုပ်ရှင်တရုတ်ဆောင်တူဦးဖြစ်ပြီးရှူတင်ကပြန်လာတဲ့ဇဝင်ကမ်းဖြစ်လို့မိကက်တွေပြင်ဆင်ကာရစ်နေတာလို့ပြောပါတယ် ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတဲစုငင်းရဲ့တရုတ်ဆောင်ချက်တွေကိုဘလို့မျိုးမြင်ကြပါသလဲတဲစုငင်းဟာအကယ်ဒမီဆုရနိုင်တယ်လို့ထင်ကြပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်